ရဏီပြည်မချီမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ခရီးရန်ဘာသာဝင်တွေမှာဖျားချောင်းသွားရောက်ပြီးဝိပုစွတောင်းဖို့တောင်းအခက်အခဲဖြစ်နေရတယ်လို့သိရပါတယ်။ကရဏီပြည်မချီတပ်တို့တွင်ကိုစစ်ကောင်စီကလေကြောင်းကနေမကြာခဏတိုက်ခိုက်နေတာတွေကြောင့်ယခုလဇန်ပိုင်းကစတင်ကခရီးရန်ဖျားချောင်းတွေကဝိပုတာတွေမပြုတ်လို့ဖို့တော်လိုင်းအင်အားစုတွေကတားမြစ်ထားတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်။စစ်ကောင်စီက လူစုလူဝေးရှိရာနေရာတွေကို လေရင် drone နေနဲ့ကြည့်ရှုပြီးလေကြောင်းကနေပုံကျဲတိုက်ခိုက်နေရာတွေကြောင့်ဒေသခံတချို့သေဆုံးတရားရရှိတာတွေဖြစ်ပေါ်ခဲ့ပြီးနောက်မှာအခုလိုတားမြစ်ပိတ်ပင်ထားတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ဒေသခံအမျိုးသမီးတအူးကလေရင်ကတော့နေတိုင်းဝဲနေတော့မယ်။ဖခင်ကြောင့်သွားတာတွေကင်သက်ထားတယ်။လူစုလူဝေးနေရာတွေကိုလေရင်နဲ့ဘုံကျဲမှဆိုလို့မတော်ခိုင်းကြတော့တာလို့ CJ platform ကိုပြောပါတယ် ဒါအပြင်မွန်ချင်းမြို့နယ်အတွင်းည9နာရီကနေမနက်6နာရီအထိသွာလခွင့်လဲတောင်းမြစ်ထားတယ်လို့သူမကဆက်ပြောပါတယ်။ယခုမေလာအတွင်းစစ်ကောင်စီကမကြာခဏဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်လာတာကြောင့်ဒေသခံတွေလုံခြုံရေးအတွက်တောင်းလိုက်တပ်ဖွဲ့ဝင်တွေကအင်တာနက်လိုင်းဖြတ်တောက်ထားခဲ့ပြီးပြီးခဲ့တဲ့20ရက်နေ့ကစတင်ကပြန်လည်ဖွင့်ပေးခဲ့တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီကစာတင်ကြောင်းတွေ ဘာသာရေးအဆောက်အုံတွေကိုကျင့်မှတ်ထားပုံကျဲတိုက်ခိုက်နေတာကြောင့်မော်ချီတပ်တူတွင်ဒေသတွင်ကစာသင်ကျောင်းတွေလည်းဖွင့်လှစ်တင် जा နိုင်ခြင်းမရှိသလိုခရီးရန်ဘာသာဝင်တွေအနေနဲ့နေမှာပဲမိသားစုအချင်းချင်းဝတ်ပြုဆုတောင်းတာတွေပြုလုပ်နေရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ဒါအပြင်ဒေသခံအကြောင်းသူအကြောင်းသားတွေအနေနဲ့လည်းတောင်ကြီးနဲ့လွိုက်ကောမြို့တွေကိုသွားရောက်တင် जा နေရတယ်လို့လည်းဒေသခံတွေက ပြောပါဗျ။စကောင်စီကပြီးခဲ့တဲ့မေလ10ရက်နေ့ကလည်း လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်မော်ရှိတပ်တွေတွင်ရှိ ခဲခူတောင်ပေါ်အကြောက်ပောက်ကွဲခဲ့လို့ဒေသခံနှစ်ဦးသေဆုံးခဲ့ရပါတယ်။ကရနီပြည်ကမော်ချီမြို့ကိုပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာကစတင်ခဲ့တဲ့တလေးလုံးစစ်စင်ရေးမှာကရနီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ခဲ့ပြီးလက်ရှိမှာတော့တတုဒူဖော်ရေးလုပ်ငန်းခွင်အချို့ရပ်ဆိုင်ထားရတာဖြစ်ပါတယ်။ကရနီပြည်မှာ စစ်ကောင်စီတရဲလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဖေဖော်ဝါရီလအတွင်းကလင်းငယ်နှစ်ဦးအပါအဝင် အရက်သား9ဦးသေဆုံးပြီး16ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မလ9ရက်နေ့မှာကရဏီလူအခွင့်အရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အခုလိုသတင်းတွေကိုပုံမမြောက်ဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရက်တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကို အချိန်နဲ့သတင်းညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါရှင်ကျမနည်းနည်းပါ